ဒီနေ့ကတော့အထောင်းဆောင်ရောက်တိုင်းအမြဲမှစားနေကြချင်းဆက်ပွင့်ထွက်မမခေါဆွဲတောင်းကိုပဇွန်တုပ်တွေထည့်ပြီးတိုးစားဖို့အသီးရအစုံနဲ့ဘန်းလိုက်ထောင်းပြီးရှေ့ဆွဲမှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ကတော့ရာဒီယိုပူပူနဲ့ချင်းငံဆက်လေးမှာကြိုက်တဲ့သူတွေအတွက်ပဇွန်မမတောင်းလေးကိုလွတ်ပြောက်သွားမှာပဲဖြစ်ပါတယ်။ဒီပဇွန်မမတောင်းလေးရဲ့မှာဆိုရင်မမဒါပေါ့နော်ခေါဆွဲတုပ်လေးထည့်မယ်။အေးပြင်ဦးမှာဒီမှာ တတွန်ဖြူငရုတ်တီပဲတီပြီးတော့ကျွန်တော်တို့ဒါတခွားတီတူစားဖို့တက်ပါတော့ဒါလေးလည်းကျွန်တော်စီစဉ်ထားပါတယ်ဒါလေးကတော့ထိုင်းကပိရဘူးလေးပေါ့နော်ဒါလေးနဲ့ထောင်းမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစတီထောင်းအောင်နော်အခုကတော့ကျွန်တော်ဒါပဲတီလေးတွေရဲ့ခဲအញင်တီလေးရဲ့ကျွန်တော်လှီထားပါတယ်အခုကတော့မမခောက်သလေးအရင်ပြုတ်ပါမယ်အဲ့တော့ရင်းနေပုတ်ပွဲဆိုတဲ့ထဲမှာမမခောက်သလေးထည့်ပါမယ်ကဲအခုကတော့ခောက်ဆွဲလေးလည်းနည်းနည်းပြော့လာပါပြီ။ ျွန်တော်တော့ခေါက်ဆဲကိုအရင်အပြော့ကြီးကျွန်တော်မစားဘူးပေါ့နော်။ကဲအခုကတော့ရေစစ်ထားလိုက်ပါမယ်။အရင်ဆုံးကျွန်တော်ကဒါချက်တွန့်ဖြူငရုတ်တီးလေးကိုထောင်းပါမယ်။သားလေးနည်းနည်းထိပ်ပြီးထောင်းပါမယ်။ပြန်တော့ငရုတ်တီးကြောက်လေးထည့်ပါမယ်။ကိုကအစက်ကြိုက်ရင်တော့များများလေးထည့်သွန်းပါတော့။ပြီးရင်တော့ထန်ညက်ခဲလေးနှစ်ခဲလောက်ထည့်ပါမယ်။ပဲဒီလေးထည့်ပါမယ်။ အရင်ညက်တော့ထောင်းစရာမလိုပါဘူးခရမ်းညင်သေးလေးနှလုံးလောက်ထည့်ပါမယ်နည်းနည်းလေးနာဝိုင်းရပါပြီမုံလောင်းနေလေးထည့်ပါမယ်ခန်းကပိလေးထည့်ပါမယ်ဇုံလေးထည့်မယ်ငပြားရဲ့ဇုံလောက်ထည့်ပါမယ်တမယာချင်းလေးညှစ်ပါမယ်ချုံမိုးလေးနဲ့ထည့်ပါမယ် ကဲပြီးရင်တော့နည်းနည်းတက်မအောင်မှွေပြပါမယ်ကဲအနံလေးရောလုံးဝချင်းငန်ဆက်အနံလေးမှွေတက်ညာပဲနော်ဖန်ငန်ပေးနဲ့နဲ့တမရချင်းနဲ့ပေါင်းပါတော်တော်လေးမှွေရပါနော်ကြီးကြည့်လိုက်ပါအောင်မယ်အခုကတော့ပြုတ်ထားတဲ့ခေါက်ဆဲလေးထည့်ပါမယ်သူ့မှာပါရအမှုတ်လေးထည့်ပါမယ်ပြီးရင်တော့ပဇွန်လေးပါထားရထည့်ပါမယ်ကဲအခုကတော့အားလုံးရွတ်မှောင်အောင်လို့ထောင်းပါမယ် ့ဘုံကချင်းကန်ဆက်ပွန်းထွက်သွားမယ်ပဇွန်တို့မမတော်လေးရပါပြီဟောရှယ်ပဲပေါ့နော်အဲ့တော့အရန်လွဲကူတာမလို့အိမ်မလေးလိုက်ပြီးတော့ထောင်းစားကြည့်ပေါ့နော်အိုးရှယ်ပဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ရတော့လုံးဝချင်းကန်ဆက်ပွန့်ထွက်သွားစေမယ်ပဇွန်တို့မာမာတောင်းလေးကို special ထောင်းထားပါတယ်တွဲစားဖို့တက်ကိုလည်းကျဟင်းငါးဒီတခွားဒီမုံလောင်းဒီ ရှမ်းနန်းနန်းပြီးတော့ဆက်လက်ရဲစတဲ့ဖြင့်အကုန်လုံးထည့်ထားရပါတော့။အရင်ဆုံးကြွေးကြပါရဗျာ။တောင်းဆောင်ကြပါဦး။嗯，等我清下三锅底。嗯。 不用着急，急呗。ကျင်းငါးတိလေးရဒီ channel ရဆိုလုံးဝလက်ဆက်ညာပဲ ီလိုရာသီဥတုမျိုးအကြောင်းလေးအဲ့လို green ပြတ်နေချိန်ဆိုတော့ရှင်ဆက်ဆက်လေးတွေးတောင်းတာပေါ့နော်လုံးဝချူချက်ပွန့်ထားပဲအခုတော့ကျွန်တော်လာ channel လေးစက်ပြီးစားလိုက်ပါဦးမယ်ကျွန်တော်ဒီနေ့ကတော့ဘဇုံမမားတောင်းလေးကို special လုပ်ပြသွားမှာဖြစ်ပါတယ် ကျွန်တော် video ကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်ပါမယ်နောက်လည်းကျွန်တော် flip ပုံစံလေးချက်ပြစပြမယ်ဆိုတော့တော်တော်ကြီးပဲအောင်တတား